မင်္ဂလာပါရှင်။ဝတ်သားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။တောက်ခမ်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေအတွင် အချိန်အကြာဆုံးတိုက်ပွဲတစ်ခုဖြစ်နေပါတယ်။ငါးဆကတပ်ဖွဲ့တွေဟာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထံကနေတောက်ခမ်းဝင်ချင်းရှိစခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းယူနိုင်ခဲ့ပြီးနောက်လက်ရှိချိန်မှာတောက်ခမ်းဟာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကင်းစင်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ရုပ်တံပိုင်းထဲမှာတော့ NASA ကတက်တွေဟာ တောက်ခမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဗန်နီယာတွေကိုတမ်းမှန်သိယူနိုင်ခဲ့ပြီးတော့ PDF အဖွဲ့တွေဘလို့အခြေအနေမျိုးရှိနေတယ်လဲဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ်ဒီစီဇန်လေးမစတဲ့ခင်မှာတော့ Moto Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်ရိတ်တဲ့ကြီးရမ်းမိနယ်တောင်ခံရှိ NASA ကတပ်တွေဟာအကောင်းဆုံးပုံစံမျိုးနဲ့အတွဲညီစွာအစွမ်းပြနေရ မလ6ရက်နေ့မှာ TNL အဖွဲ့ထိန်းချုပ်ထားတဲ့တောင်ကုန်းတစ်ခုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်ရှိအချိန်မှာတော့တောင်ကန်းဒေသတစ်ခုလုံးမှာ TNL အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကင်းစင်သွားတဲ့နေရာဖြစ်လာခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။တောင်ကန်းတိုက်ပွဲဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာလူဆဲဝင်စားမှုအများဆုံးတိုက်ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့အချိန်အကြာဆုံးတိုက်ပွဲတစ်ခုဖြစ်နေပြီးတော့နာဆက်ကတက်တွေအကောင်ဆုံးအစွမ်းပြနေတဲ့တိုက်ပွဲဖြစ်ပြီးတော့ TNL အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိခိုက်ကြဆုံးမှုများစွာဖြစ်စေခဲ့တဲ့တိုက်ပွဲလေးဖြစ်ပါတယ်။တောင်ကန်ဟာရှမ်းပြည်နယ်နောက်ချူမြို့နယ်တဲမှာတည်ရှိနေပြီးတော့မန္တလေးတိုင်းပြည်ဦးလေးနဲ့55မိုင်ကအကွာမှာရှိနေရာတက်မြို့ပြင်းလေးအတွေ့မဟာဗျူဟာအရာအရေးပိုင်နေရာတစ်ခုလေးဖြစ်ပြီးတော့တောင်ကန်ဟာရှမ်းတောင်နဲ့ရှမ်းမြောက်ချင်းဆက်ထိုင်းနေရာဖြစ်ပါတယ်။ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2024ဩဂုတ်လ10ရက်နေ့တည်းကစတင်ပြီးတော့ မဟာဗျူဟာအရာအရှိပါရဲ့တောင်ခန်းကိုအင်အားသုံးကသိမ်းယူနိုင်ဖို့အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်တောင်ခန်းရှိ နာဆာကတပ်တွေရဲ့စိတ်ဓာတ်မာကြောမှုအနိုင်မခံအရှုံးမပေးပဲစိတ်ဓာတ်တွေနဲ့တုံ့ပြန်ခဲ့မှုကြောင့်လက်ရှိချိန်မှာခန်းစစ်ကနေတံပြန်တိုက်စစ်ဖြစ်လာခဲ့တာတရနလီဦးဆောင်နဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့တပ်စခန်းတွေကိုတခုပြီးတခုပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်တရနလီဦးဆောင်နဲ့ပူပေါင်းအဖွဲ့တွေဟာ တောက်ကန်းကိုသိမ်းယူနိုင်ဖို့လူအင်အားသုံးအကြိမ်ကြိမ်ကြိုပမ်းခဲ့ပေမယ့်မျောလင့်ထားသလိုဖြစ်မလာတဲ့အတွက်စိတ်တက်ကြဆင်းမှုတွေအငင်းပွားမှုတွေဖြစ်လာခဲ့ကတက်စကန်တွေတစ်ခုပြီးတစ်ခုလက်လွှဲရတဲ့အခြေအနေမျိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။တောက်ကန်းကိုတိုက်ခိုက်ရမှာတအောင် TNL အဖွဲ့ရင်းနဲ့အတူဒန်နု DBNL အဖွဲ့ရင်းကြောက်စဲ PDF အဖွဲ့ရီအပါဝင် PDF အဖွဲ့ရီလေပူပေါင်းပါဝင်တိုက်ခိုက်ခဲ့ပေမယ့်လက်ရှိချိန်မှာ TNL အဖွဲ့နဲ့ PDF operator အငင်းပွားမှုတွေပုံမဖြစ်လာခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပူပါတယ်။ NASA ကတက်တွေဟာတောင်ကန် area မှာနောက်ဆုံးကျဉ်းကျန်နေသေးတဲ့ရွှေရောင်ပြန်ကုန်းကိုမလ6ရက်နေ့နေ့လယ်တနာရီခွဲမှာသိမ်းယူနိုင်ခဲ့တယ်လို့ငွေရောင်ပြန်ကုန်းကိုလည်းနေ့လယ်တနာရီခွဲမှာသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။တရားနယ်လေဦးဆောင်တဲ့ပူပေါင်း operator ဟာ NASA ကတက်တွေကိုရှင်းဆိုင်ရှင်းပြန်တိုက်ခိုက်ဖို့စိုးရိမ်စိတ်တွေများနေပြီးတော့ ထွက်ပြေးဖို့ပြင်ဆင်တာတွေလည်းရှိနေကြတယ်လို့သိရပါတယ်။တောက်ခမ်းတိုက်ပွဲမှာ ကိုရိုင်းသွားရောက်ကူညီပေးခဲ့ဖို့ကိုခိုင်းစောကတောက်ခမ်း area မှာနောက်ဆုံးကျင်းကျန်နေသေးရင်ရွှေရောင်ပြန်ကုန်းကိုတနအီကွဲမှာတင်ယူနိုင်ခဲ့တယ်လို့ငွေရောင်ပြန်ကုန်းကိုလည်းတနအီကွဲမှာတင်နိုင်ခဲ့ပါတယ်။ဒီနေ့ပွဲမှာရန်သူအပွဲမစခင်တွေကဆင်ပြေးမယ်ဆိုတော့စိတ်ကူးတွေများရှိနေသလားမသိပါဘူး။နိုင်ပိုင်းလေးမှာပဲမိမိပတ်မအောင်လန်ဆိုင်ထုတ်နိုင်ခဲ့ပါပြီ။ ။တောင်ကဲဟာတရရကိုင်းတော့ကလေးရဖြစ်သွားပါပြီဆိုပြီးတော့မလ6ရက်နေ့က၎င်းရဲ့ Facebook လူမှုအကွန်ရဲ့မှာရှင်းသားဖော်ပြခဲ့ပါတယ်။ PDF အဖွဲ့ရဟလက်ရှိအချိန်မှာတောင်ကန်းတိုင်ဝဲနဲ့ပတ်သက်ပြီးတော့ NASA ကတက်တွေကိုရှင်းဆိုင်ရမှာအရင်ကလောက်အားစိုက်တာမျိုးမရှိတော့ဘူးလို့သိရပါတယ်။တကယ်တော့တောင်ကန်းတိုင်ဝဲပထမပိုင်းမှာတအောင်တရန်နန်နဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရဟအင်အားအလုံးအရှင်နဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့ကြပါပြီ။တောင်ကန်းရှိ NASA ကအမြောက်စစ်တီတွေရဲ့ ကြံ့ခိုင်မှုနဲ့အောင်စိတ်တွေကြောင့်2024ခုနှစ်အောက်တိုဘာလလယ်လောက်တည်းကတိုက်ပွဲရလဒ်ကအလှည့်ပြောင်းဖြစ်သွားခဲ့ပြီးနာဆာကတပ်တွေဟာခန်းဆဲကနေတိုက်စစ်ပေါ်ပြန်လည်ပြောင်းလဲနိုင်ကြဖြစ်ပါတယ်။တောက်ကန်တိုက်ပွဲက2024ဩဂုတ်လ10ရက်နေ့တည်းကလက်ရှိချိန်ထိဖြစ်ပွားနေကြတာဖြစ်ပြီးရရပောင်းနေရနေပါရှိလာခဲ့ကတောင်ခန်းရှိ နာဆာကရဲ့အမြောက်စစ်တီတွေလေတက်ခြေလျင်စစ်တီတွေနဲ့ဒရုန်းတက်တွေဟာ ဟန်ချက်ညီနဲ့ချိတ်ဆက်အားကောင်းမွန်မှုကြောင့် TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုလက်အမြေရှင်လင်းရေးလုပ်နိုင်တဲ့အထိအောင်မြင်မှုရရှိခဲ့ပြီဖြစ်ပါတယ်။တောင်ကန်ရှိ NASA ကစစ်သည်တွေဟာဖေဖော်ဝါရီလနဲ့မလအတွင်းမှာပဲကမ်ဘောဇာကုန်း၊နာရှူရွာ၊ရွှေစံဖော်ကုန်း၊မန်မော၊စေတောင်ပြည့်ကုန်း၊တောင်ရှိစီ၊လုံကဖုံကြီးကျောင်းနဲ့လုံကစာတင်ကျောင်းတွေ၊ရွှေရောင်ပြန်ကုန်းနဲ့ငွေရောင်ပြန်ကုန်းတွေကိုဇက်တိုက်သိမ်းယူနိုင်ခဲ့ရဖြစ်ပါတယ်။ တောက်ခမ်းဝန်းကျင်ရှိ TNL ထိန်းချုပ်ထားတဲ့စက္ကန်တွေကိုတည်ယူနိုင်ကြရမျိုးဖြစ်ပါတယ်။တောက်ခမ်းတပ်ပွဲမှာပါဝင်တဲ့စစ်သည်တွေကြောင့် TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ထိုးစစ်အဟုန်ကိုရပ်တန့်စေခဲ့ပြီးနာဆာကတပ်တွေအတွေ့အောင်ပွဲအောင်စိတ်တွေစတင်ရရှိခဲ့တဲ့တိုက်ပွဲကြီးတစ်ပွဲဖြစ်ခဲ့သလိုတမိုင်းဝင်တိုက်ပွဲကြီးလို့ခြေကျူးပြောဆိုနေကြပါတယ်။တောက်ခမ်းတပ်ပွဲကိုလက်ရှိအချိန်မှာအရင်ခေတ်ကွမ်လုံရ40တိုက်ပွဲလိုမျိုးခန္ဓာရရင်နဲ့ တိုက်ပွဲကြီးအဖြစ်တင်စားပြောဆိုတာတွေလည်းရှိလာခဲ့တယ်လို့သိရပါတယ်။နောက်ကျတောက်ကန်းတိုက်ပွဲဟာပလောင်ခမ်းမဲ့တိုက်ပွဲဖြစ်လာနိုင်တယ်လို့ပြောဆိုနေတဲ့အတိုင်းတောက်ကန်းစစ်တီဝီရဲ့ရွရွချွချွန်တိုက်ခိုက်မှုတွေဟာလက်ရှိချိန်မှာတရနန်လင်ဦးဆောင်တဲ့ပူပောက်အဖွဲ့တွေကိုလူပြုံးစင်ရှုံးမှုတွေပုံမှုဖြစ်လာစေခဲ့တယ်လို့စိတ်သက်ပိုင်းကြဆင်းမှုတွေပုံမှုဖြစ်လာနေပါတယ်။နာဇာကတပ်တွေဟာတောက်ခမ်းကိုအပြေအဝပြန်လည်သိမ်းယူနိုင်ခဲ့တဲ့အတွက်ရန်ပြည်နယ်နောက်ကျုံမြို့နယ်ကို ထိုးစစ်စင်တိုက်ခိုက်ပွဲရှိနေရ။နောက်ကျိုးမျိုးဟာနာဆာကပြန်လည်သိမ်းယူနိုင်မဲ့ပထမဆုံးမျိုးဖြစ်လာပွဲရှိတယ်လို့သုံးသက်ပြောဆိုမှုတွေလည်းရှိနေပါတယ်။တောင်ခန်းတိုက်ပွဲမှာရလက်ကောင်းတွေရယူနိုင်ခြင်းဟာနာဆာကစစ်တီဝီနဲ့နာဆာကကိုအားပေးထောက်ခံသူတွေကြမှာစိတ်တက်ပိုင်းဆိုင်ရာကြီးမားတဲ့တရားမှုတွေဖြစ်လာပွဲရှိနေပါတယ်။တောင်ခန်းတိုက်ပွဲမှာ မာဆာခ900နှစ်အပြင်အာမတ354အာမတ206အာမတ406တပ်တွေ တပ်မ71တပ်ဖွဲ့ဝင်တွေအပါအဝင်နာဆာကရဲ့ချေလင်းချေမြန်နဲ့လေကြောင်းတပ်ဖွဲ့တွေပူးပေါင်းပါဝင် တိုက်ခတ်နေရဖြစ်ပါတယ်။စီးရဲစဲဝင်စားသူတအုပ်ကတော့ဇာတိရတလို့ဆိုရင်ကျစ်လစ်မာကျော်တဲ့ပုံစံနဲ့တောက်ကန်းတိုက်ပွဲမှာတပ်မတော်ကအပြေးဝအောင်ပွဲဆင်နိုင်ခဲ့ရာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တက်လန်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကတောင်ခမ်းမှာလမ်းကြောင်းပွင့်သွားတယ်။ဒါမှမဟုတ်လမ်းကြောင်းပွင့်ပေမဲ့ချွေရောင်ပြန်ကုန်နဲ့ငွေရောင်ပြန်ကုန်မှာကရန်သူကရှိနေရဲ့ ်ရှိတဲ့ရန်သူကိုမလ6ရက်နေ့နေ့လယ်တနာရီခွဲကဝင်တက်လိုက်တာမရှိတော့ဘူးပြောရမယ်ဆိုရင်တောင်ခံကတရားရဂိုင်းတော့ရှင်းလင်းသွားပြီလို့ပြောပါတယ်တောင်ခံစစ်မြေပြင်မှာတမတော်သားတွေဟာအကျက်လက်ဆုံးနဲ့အမကျော်ဆုံးစုဖွဲ့မှုပုံစံနဲ့တိုက်ပွဲဝင်နိုင်ခဲ့ခြင်းဖြစ်ပြီးတောင်ခံတိုက်ပွဲနဲ့ပတ်သက်ပြီးကံဘောစဖုန်ကြီးကြောင်းနာရှူကျေးပါမန်းမော်ဖျားကုံစေတောင်ပြည့်ဖျားကုံနဲ့လောင်ကာဖျားကုံတို့မှာတမတော်မှတိုက်ခိုက်ရှင်းလင်းတဲ့ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်နေရအရိယုတ်တန်ဖိုင်းထဲမှာ NASA ကတပ်ဖွဲ့တွေကအမြောက်ခြေလင်း drone တွေကိုဟန်ချက်ညီညီအသုံးပြုတိုက်ခိုက်ခဲ့ကြောင်းတွေ့မြင်ရပါတယ်။တောင်ကန်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာခဲ့တဲ့ရုပ်သံပိုင်းမှတ်တမ်းတွေတဲမှာတောင်ကန်စစ်သည်တွေရဲ့ပြင်မှတ်တီးကြောင်းမှုလဲမြင့်မာကြောင်းတွေ့ရပြီးတော့စိတ်သက်ပြပြနေရင် TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေတဆုပ်တည်းစုံနေကြတာကို မြင်တွေ့ရပါတယ်။စီရေးစိတ်ဝင်စားသူတအူကတော့စနစ်ကြတာကိုဗီဒီယိုထဲမြင်ရတယ် ဒါလေးကျင်လုံနေရကိုပြနေရမဟုတ်ပဲစိတ်မြေပြင်းကဟာကိုပြတာပေါ့ပြစ်တာကအစဟိုးရှိရှိကလည်းမဟုတ်ဘူးအမြောက်၆လက်စုံပြစ်တာတော့ငားလက်စုံပြစ်တာတော့စက်တနက်ပြစ်တယ်လို့ဒုံဒုံဒုံနဲ့ပြစ်တာစနစ်ကြောင့်မို့ဆိုတာထက်အမြောက်တက်မှုတွေကအတွေးခေါ်ကောင်းသွားတော့ပြစ်ချက်တွေရောအမြောက်ပြွာကစားတဲ့ပုံတွေရောကောင်းသွားတာပေါ့ဆိုပြီးတော့ပြောပါတယ်တာကန်တပွဲမှာနာဇာကတပ်ဖွဲ့တွေဟာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေတင်ယူထားတဲ့စက္ကန်တွေကို တခုပြီးတခုပြန်လည်သိမ်းယူနိုင်ခဲ့သလိုပြည်သူတွေရဲ့အားပေးမှုကြောင့်အောင်စိတ်ကအမြင့်ဆုံးပုံစံမျိုးရှိနေပြီဖြစ်ရာဆက်လက်ရင်ဆိုင်ရမယ့်တိုက်ဝဲတွေအတွက်လည်းစိတ်သက်ကုံကအမြင့်ဆုံးပုံစံမျိုးရှိနေပြီဖြစ်ပါတယ်။နားဆက်ကစစ်သည်တွေဟာတောင်ခမ်းမှာတရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ကင်းစင်စေဖို့ရှက်ပေါင်း100နီးပါးကြောင့်တိုက်ခိုက်ရခြင်းအတွင်အခက်အခဲများစွာရင်ဆိုင်ကြရပေမဲ့စိတ်သက်ကြစင်ခြင်းမျိုးမရှိပဲအကောင်ဆုံးပုံစံမျိုးနဲ့အစွမ်းပြတိုက်ခိုက်ခဲ့ရ တောင်ခန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်သည်အားလုံးကိုတိကျကုံပြူပေးရမျိုးတွေလှုပ်ဆောင်ရမယ်လို့စီးရေးစိတ်ဝင်စားသူတွေကအကြံပြုပြောဆိုနေပြီးဖြစ်ပါတယ်။တကြတဖက်မှာတော့ TNNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဟာတောင်ခန်းစစ်မြေနယ်ပြင်မှာအသေးအပြောက်များခဲ့တယ်လို့စကန်တွေကိုတခုပြီးတခုလက်လွှဲရတဲ့စိတ်တက်ပိုင်းကြဆင်းနေပြီးအခက်အခဲများစွာဖြစ်လာဝဲရှိနေပါတယ်။ဘလို့ပင်ဆိုနေစည်းကမူတောင်ခန်းတိုက်ပွဲအောင်စရာတကြစစ်မြေနယ်ရှိရဲ့နာဆာကတပ်တွေကိုကူးဆက်ပြီး အောင်ပွဲတွေတစ်ခုပြီးတစ်ခုထပ်မံရယူနိုင်ပွဲရှိနေပါရဲ့ရှင်